MSP အော်ရီးစားရီးစားမပြောလိုက်တယ်မိမကတော့မပြောပြဘူးတခါရကြရလေမပြောမှမကိစ္စရကြတော့အဲမိမကိုတိုင်မလို့ရမှကိစ္စရကြမိမကိုတိုင်မလို့လိုက်တယ်ပေါ့နော်ဘာလို့လဲရှင်တခြားစကားရကြရီးစားဝယ်ပြောလိုက်တယ်ဟုတ် ဒီကြီးကတော့တင်နန်းစတက်ခဲ့ပေါ့နော်တင်နန်းတက်ပြီးတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကညီမရဲ့မွေးနေ့မှာအမွေးနေ့မှာတချင်းစဖွင့်ခဲ့ရပါတော့အကုန်လုံး surprise လည်းဖြစ်စေခြင်းနဲ့အဲကိုတချင်းဖွင့်တာကိုလည်းအကောင်းမွန်ဆုံးဖွင့်ပြခြင်းနဲ့အဲ့တော့တင်နန်းပြီးတော့အဲအဲ့မွေးနေ့မှာပဲစပြီးဖွင့်ခဲ့ပါတယ်အခုဆိုတော့နှစ်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 လောက်ရှိပြီပေါ့နော်ဟုတ် တယ်ဟုတ်တယ်ဟုတ်တယ်လာလေးရကြအအခက်ခဲကတော့အဲ့လိုမျိုးရှိရရှိရပေါ့နော်အရင်ကြီးကြီးမားမားလည်းမဟုတ်ပါဘူးဒီကိုဖွင့်မဲ့အချိန်အချိန်အချိန်ဟိုအရှိနောက်ဖြစ်တာလေးဟိုအဲ့လောက်ပါပဲအဲခါကျရင် ဟိုအရှိမချိန်ဒီချိန်မဖွင့်ချိန်ဟိုချိန်မဖွင့်ချိန်ဆိုတော့ဒီရေရှိရလေးသိရမလားအကြကိုကကိုကလည်းကိုကအဲ့အရင်လိုက်ညင်းတတ်တဲ့လူလည်းမဟုတ်ဘူးကိုကကို့အရေးချင်းနဲ့ကိုစူးစားရတယ်ကိုကအဲ့တော့ငါဒီချိန်ဖွင့်မနေဒီချိန်အဲ့လိုလည်းပြောလို့မရဘူးတိကကို့ငှားတဲ့လူတွေကို့ကိုပေးရတဲ့အချိန်ကိုကိုကအဆင်ပြေရဲ့ ရှိမပြရရှိတာပဲပြောရမှာလေချိုးကြမဟုတ်ကိုပါတရိုက်လာပြီးတော့ဟိုလိုမျိုးဒီချိန်ငါဖွင့်ကျင်တယ်လို့ तू ဖွင့်ရမယ်အဲ့လိုမျိုးအဲ့လိုမျိုးကြရင်တော့အဆင်မပြရလေးရှိရယ်ဗောနော်တခြားခက်ခဲကြီးမှမှာတော့မရှိပါဘူးဟုတ်ညီမကကြတော့ဟိုဟိုအလုံးနဲ့ပတ်သက်ရင်ကြတော့ဘယ်လိုဖြစ်လဲဆိုတော့ဥမာအဆင်မပြရင်ဒီလူနဲ့အဆင်မပြဘူးလားအဆင်မပြရင်ထားလိုက်တော့ရယ် ဆင်မပြေရဲ့အကြောင်းကိုပြောလည်းမပြောတော့ဘူးမသိချင်အောင်ဆောင်လိုက်တော့တာပေါ့နော်ဘာလို့ဆိုအဆင်မပြေဘူးဆိုတဲ့အကြောင်းဒါရိုက်ရှင်းလို့ရှိရင်ရံဖြစ်တာပဲရှိမယ်ရံဖြစ်တာပဲရှိမယ်ဒီလူနဲ့လောက်လောက်အဆင်မပြေမလုပ်တော့ဘူးကိုဒီလူတယောက်တည်းနဲ့မလုပ်လုံးမအဆင်ပြေမှာမဟုတ်ဘူးလေအဲ့တော့ကိုကအဲ့လိုမျိုးပလစ်လိုက်တာပဲပြောမှာစမ်းတော့ဟုတ် ဟုတ်အဓိကတော့ဟိုအဖေနဲ့အမေကညီမကိုဒီတရုတ်ဆောင်လုတ်ခဲ့တော့ဒီခြေလုတ်ခဲ့တော့ပေါ့နော်ကိုဝါသနာပါရကိုရှောက်ဖို့ကိုဟိုညီမမှာတုံနေမနေခဲ့ရဘူးပေါ့နော်ငငယ်လေးကခုတီးပေါ့နော်အာဘယ်လိုပြောရမလဲဝါသနာပါရကိုကိုကလုတ်ဖို့ဟိုကိုအရင်တွန်းအပ်မရဘူးပတ်စံနေရှာပေးစီးပွားရှာပေးရမယ်အိမ်တွက်ပြန်ကြည့်ရမယ်အဲ့လိုမျိုးတစ်ခါမှမလုတ်ခဲ့ဘူး အဖေနဲ့မြန်ကိုပံမိုးပေးခဲ့စိတ်သက်စိတ်သက်အရာကိုပံမိုးပေးခဲ့ကိုရှောက်မဲ့လမ်းမှာအဆင်ပြေအောင်ကိုရဲ့ဝါသနာကိုရှောက်ရှောက်ခွင့်ရအောင်ဒါပံမိုးပေးရတယ်မှာအဖေနဲ့မြန်အဓိကပေါ့နော်ဟုတ်ဟုတ် career change တဲ့အခါမှာအစတော့ကြီးညဘက် main ကလေးလက်ဖြစ်တယ်ပေါ့နော်ညဘက်ဒီ DJ အလုပ်လုပ်ရခါကျမှနည်းနည်းစိုးရိမ်တာလေးရှိရာညဘက်ဆိုစိတ်ပူတာပေါ့နော်မိဘဆိုတော့လေဒါပေမဲ့ညီမဟောအယံဝါသနာပါနေရတိရောအဲကဲလုံးကြည့်အဲတိရုပ်ဆောင်တော့လည်းအဲ့လိုပဲအယံဝါသနာပါနေတိရုပ်ဆောင်လို့တော့ကြာ15 16လောက်ပဲရှိတယ်ဆိုပိုတော်တော်ငယ်ပေါ့နော်ဟိုဗာလေကားရိုက်က နေသွားရတယ်ပါဆိုစိတ်မချတာရှိအဲ့ကြလို့ရှိရင်ညီမနားလည်အောင်ပြောမဟုတ်ဘူးမဟုတ်ဘူးအဲ့လိုမျိုးအဲ့ကြအဖေနဲ့အမေတဖေးဖေးနဲ့ခွင့်ပြုလာခွင့်ပြုလာပြီးယုံလာယုံကြည်မှုကိုကနေရတာပေါ့နော်ယုံကြည်အောင်နေရတာပေါ့နော် အော်ရီးစားရီးစားကိုပဲပြောလိုက်တယ်မိဘကတော့မပြောပြဘူးတခါရကြရလေမပြောမှမကိစ္စရကြတော့အဲမိဘကိုတိုင်မလို့ရမှကိစ္စရကြမိဘကိုတိုင်မလို့လိုက်တယ်ပေါ့နော်ဘာလို့လဲရှင်တခြားစကားရကြရီးစားကိုပဲပြောလိုက်တယ်ဟုတ်အာနှစ်ယောက်လုံးမှာပဲအဲ့လိုဘသူကပို့ပြီးပေးရလို့မရှိဘူးပေါ့နော်အဖေနဲ့မိန်းကြီးကလည်းအဖေရတာဆိုလည်းအမေရတာပဲအမေရတာဆိုလည်းအဖေရတာပဲအတူတူပဲဆိုတော့ညီမကိုနှစ်ယောက်လုံးက supporting ပေးရလို့ပြောလို့ရပါတယ်ဟုတ်တယ်တူကြီးတော်သမီးပါဟုတ်တယ်တူကြီးတော်သမီးပါဒါတော့လည်းလုံးဝကြာပါရ ဟုတ်ဟုတ်အဲ့လိုပြောရမယ်နော်ဟုတ်ညီမဘာပဲဖြစ်ဖြစ်တော့ပြန်လုပ်ပေးခြင်းပါလေဘေးနဲ့မေတော့လေအဲ့တော့အဓိကပြောချင်တာဟိုဟိုအသက်ရှည်ရှည်တ냥မမာနဲ့နေဖို့ပဲညီမဆူတောင်းနေပေါ့နော်အဖခင်ဖခင်ဆိုလဲဆူတောင်းတာဒါပဲဆူတောင်းဟုတ် ဲ့လိုလေးပေါ့နော်အသက်ရှိခြင်းမမနဲ့နေမှာကိုယ့်ရဲ့လှုပ်တဲ့ရှေ့ဆက်ပြီးတော့လမ်းလေးမှာအများကြီးအဖေနဲ့မိဘလိုလိုလှုပ်ပေးနိုင်မယ်ကို့နားမှာရှိမှလူဆိုတာကျမ်းမာရဲ့အရေးကြီးရယ်လေနော်ပတ်စံနေအများကြီးရှိနေလဲဟောမကျမ်းမာရင်အလကားပဲဆိုတော့အာအဖေနဲ့မိလှုပ်ရှင်တာလေးတွေကိုလှုပ်ပေးခြင်းနဲ့ကျမ်းမာမှာနဲ့ရှိနေစေခြင်းနဲ့ဟုတ်အဲ့ဒါပါပဲအမြင်တော့ဟိုဟာကတော့ပြပါတယ်အမှုပညာကြီးလေးရတိုင်းလေဒီဒီကြီးရရပတ်စံရတိုင်းအမြင်ကတော့ပြပါတယ်ဘာလိုလိုပေါ့နော်သုံးလို့ရအောင်ဟုတ် ဟုတ်ဟောဒီနေ့ဒီချိန်ဒီပေါ့နော်ရွှေရမင်းဟန်အစာ DJ စာဖာအဆုံးအာအများကြီးဘေးနားနေပြရှိနေပြီလို့ကျေးဇူးအများကြီးတင်ပါတယ်လို့နောက်တစ်ခုကအပေးရဲ့ပြိတ္တကြီးကိုပေါ့နော်ပြိတ္တကြီးမရှိရင်လည်းဒါဒီလိုမျိုးမအောင်မြင်နိုင်ဘူးလေအပေးရဲ့ပြိတ္တကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်မြန်မာစတာဖာ